ပိတ္တာမျိုးစားစန္ဒမျိုးရှိရဲ့ထဲမှာမှဝေမာနိကပိတ္တာဆိုတာကုတုနဲ့အကုတုနှစ်မျိုးရုံးဆက်ကံကြောင့်တခါတည်းရန်ကုတုအကျိုးကြောင့်နှံစည်းစိတ်မျိုးခံစားရတတ်တယ်လို့တခါတည်းရန်လည်းအကုတုအကျိုးကြောင့်ဒုက္ခဆိုးကျိုးတွေကိုလည်းခံစားရတတ်တယ်လို့ကြားပူးခဲ့ပါတယ်။အဲလိုဆိုရင်တော့အောက်မှာဖော်ပြမယ်ကိုရွှေပေါင်နဲ့မခင်တွေတို့ဆလန်းကိုဖမ်းရှုပေးရင်တော့မခင်တွေအားမိတိပိတ်တာအမျိုးအစားပြတ်မှာကိုခံမှန်းကြပါကုန်။ ထိုစကြောင်းအစာပြုတ်ရသည်ရှိသောတခါတော့ကအထက်အညာဒေသမှကုရွှေမောင်ဟာအောက်ပြည်အောင်ရွာကုံရှောင်းလာရင်မြဝကျောင်းဖော်သူမတ်ခင်တွေနဲ့အကြောင်းပါခဲ့ကြပါရဲ့ကုရွှေမောင်အညာသားမှမိဘမဲ့တကောင်ကျွဲဖြစ်ပြီးဘဲဆွေမျိုးအတွက်မှကြောင်းကြစရာမရှိလို့မတ်ခင်တွေနဲ့အကြောင်းပါပေးရင်တော့မိမရဲ့ဌာနေအောက်ပြည်မှာသာအခြေချလိုက်ကြတယ်မတ်ခင်တွေမှာကမိခင်အိုကြီးကိုလှုပ်ကြေးပြုစုနေရတဲ့ရှေရာ သူမနဲ့အကြောင်းပါခဲ့တဲ့အညာသားကိုရွှေမောင်လည်းမခင်တို့ရဲ့မိခင်ကိုသူရဲ့မိခင်တက်ခွဲအလောက်ကျွေးဖြစ်လာကြတယ်။ကိုရွှေမောင်မှလူလုံးလူပန်းထထားကြိုင်းကြိုင်းရုပ်ရည်အပြင်ယောက်ျားပေးတာပေးကြည်ပြုံရှုပြုံရှိသူတအုပ်ပြက်ပါလိမ့်။မခင်တို့ရလည်းဖြူဖြူတွဲတွဲချောချောမောမောရုပ်ရည်ရုပ်ပတ်ကပိုင်ရှင်ဖြစ်ပါလိမ့်။တရုန်ရကိုလူတွေကအလွန်လိုက်ဖက်တဲ့ဇနီးပေါင်းနှန်းဆိုပြီးအတိမတ်ပြူကြပါရဲ့ ။အေတောင်သက်15နှစ်ခန့်အရှောင်းမှာတော့တာရီကြီး၃ယောက်ထုံးကန်းခဲ့ပါရီ။တာအကြီးဆုံး၈နှစ်တာခန့်အရှောင်းမှာမခင်တွေဦးရောင်ငန်းပြားယောဂါဖြစ်ပါရီ။စပေးဖြားကြည့်ပြီးဆိုရင်ကတခါမှအပူမကျအပြင်းသားဖြားလေတဲ့အခါနှစ်ပတ်ခန့်နာမကျန်းဖြစ်ပြီးဟာဆရာရီလက်လျှော့လိုက်ရပြီးမခင်တွေလဲစုံပါသွားရှာလေရောကိုရွှေမောင်လဲကြင်ရင်ခဲ့မခင်တွေရဲ့မိခင်အိုကြီးနဲ့တောင်းတုံးရောက်ကို ကုံရောင်ကုံရယ်လုပ်ငန်းနဲ့ဆက်လက်ပြီးကြွေးမွေးစောင့်ရှောက်ခဲ့ရမှာမခင်တွေဆုံးပြီးတနေ껙ခန်းအချမှာကိုပိုင်လေကြီးတက်စဲနဲ့၎င်းလီနဲ့ကုံပြေစုဆောင်မိရာကြောင့်မမိဌာနေအညာမင်းကိုကုံရောင်ဝယ်ရန်အလုံးကလေထိုးသား9ရောက်ကိုငှားရမ်းပြီးဦးဆောင်ကအညာကိုတက်ခေါက်တခြင်းတက်ခေပြန်ပါလေရောက်ခမဦးကြီးနဲ့မမိရင်တွေ၃ရောက်တော့အတော်တော်စာရေးရိတ်ခါပြေစုံ တုံးဆွင်းရံငွေကြေးအလုံးလောက်ပေးရပြီးအိမ်ဒီကျင်းဒီကိုမှားကြအနံခေးရပါတယ်။သူတို့လေကြီးနဲ့အချင်းတပတ်ခန့်နားရနေရနှာဆန်းတဲ့အခါဆန်းလျက်တက်ခဲကြပြီးရနောက်ပြည်မျိုးရွှေပုံတော်မုန်းနေဖရာအနည်းအယောက်တခုတော့ကန်းဆတ်မှာခေတ္တရန်နာကြပါတယ်။ကိုရွှေမောင်ခွင့်ပြုပေးထားတာကြောင့်လေထူသား၅ယောက်တို့ကုန်းဖို့အလဲကြတက်ခွင့်ရကြတယ်။နှညာအိတ်ခန့်ရနာပြီး လေပြန်စမ်းမင်းညာစမ်းမတက်မီအချိန်ကိုရွှေမောင်နဲ့တူရဲ့လေးကိုတိတ်တဆိတ်လှက်ပန်စစ်စင်းရင်ခါမှာလေပင်းစင်မှာလေဒူသားနဲ့ရောက်ကြိတ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 ်နဲ့တစုံတစ်ခုတီတူလုံနေကြကြောင်းတွေ့ရလေဟောသူလည်းအရေးနှစ်ယောက်အားတိတ်တဆိတ်ပြန်လှည့်ပြီးလေးလာရတော့ရေဒီကိစ္စမင်းနဲ့ငါနှစ်ယောက်တည်းပဲတည်အားဘသူ့အမအတိမပေးနဲ့အညာစိတ်ကိုရောက်တော့မှကုန်းမော်တက်ပြီး အဆက်အသွယ်ကောင်းကောင်းရှာပြီးထုခွဲကြတာပေါ့ကြောင်လိုက်ရတဲ့စကားတန်တဲတဲကြောင့်ကိုရွှေမောင်မှာအရိသူနှစ်ဦးရှိပါပြည့်စည်တက်ခုအားအလေးအဖျော့ဖျော့ကြားမှအာယူစိုက်ကြည့်လိုက်တဲ့အခါဟယ်လိုဖေယဖေယခွေးမသားနှကောင်းမကြံကောင်းမစီအောင်ကြံစီနေကြပါလားမှန်ပါလေအရိသူနှစ်ယောက်ရဲ့ရှိပါညံတော်မြင့်ကိုလမ်းမခန့်ရှိရဲ့ ဖယားရွှေစင်းတို့တော့တုံးစုအားတွေးလိုက်ရတာကြောင့်ပါတကယ်တည်းရဲ့ကြနေရဲ့အမောက်အောက်မှာပဲရွှေရောင်ဖိဖိတောက်လျက်ရှိရဲ့ခါအမြင့်အပြည့်တော်တက်စုမှာရွှေချိန်တပိတ်တာကန်ရှိနိုင်တယ်လို့သူခံမမိပါရီဒီတိုင်ကြည့်နေလို့မပြတ်တော့ဘူးဆိုပြီးယူဆပြီးဟဲ့ကောင်းနေမင်းတို့မကြံစီအပ်တာမကြံစီကြပါနဲ့ကွာဒီဖယားတွေမင်းတို့ဘယ်ရရလာတလဲရှူလာတဲ့နေရာအခုလှေမထွက်ခင်လေးချက်ချင်းပြန်ပူပေးကြပါကွာ ဟင်ရုတ်တရက်ထွက်လာတဲ့ကိုရွှေမောင်ကြောင့်လီတန်းနှစ်ယောက်ကပထမတော့အံ့ဩသွားကြတယ်ဒါပေမဲ့ဒါကျုပ်တို့ကိစ္စခင်ဗျားနဲ့ဘာမှမဆိုင်ဝင်မရှုံနဲ့မင်းတို့ဗုဒ္ဓဘာသာဝင်နေမလားဖခင်နဲ့ပတ်သက်တဲ့ပြည်စီမလောက်ကောင်းပါဘူးငါကောင်းကောင်းမွန်မွန်ပြောနေတော့အတန်တကြီးပြန်ထားလိုက်ပါပြောမရရင်တော့တက်ဆိုင်ရာတရားဥပဒေလမ်းကြောင်းပေါ်ရှောက်ငါလုံးဝပါလိမ့်မယ်အချိန်အနည်းတဲမှသွားလိမ့်မယ် လောဘတက်နေတဲ့လှေသားနှစ်ယောက်ကကိုရွှေမောက်စကားနားမထောင်ကြဘူးကိုရွှေမောက်ကိုစတင်တပ်ပုတ်တိုက်ခဲကြလိမ့်ပြီအဲ့ဒီနှစ်ယောက်မှာတော့ကိုရွှေမောက်ရဲ့ပလာနဲ့တံပြန်တပ်ပုတ်မှုကိုတူပါနိုင်စွမ်းမရှိလို့နှစ်ယောက်တယောက်ဖြစ်စေကောင်းမှုရှုံနေရပါရင်ဒုစရမောက်စူးစူးညံ့ညံ့အတန်းနေကြောင့်ကျန်တဲ့လေတို့သာတုံယောက်လေအဲ့ဒီနှစ်ယောက်ရောက်လာကြတယ်ညီကိုတို့ဒီလေတက်ကြီးကိုဝိုင်းဝန်းတိုက်ခိုက်ပေးကြပါ ငါတို့နိုင်ရင်တော့ဟာရီရွှေစင်ရွှေသားဖရာယုတ်ထုတွေကိုထုခွဲရရင်အထက်ဟာမင်းတို့ဝေစုပေးပါမယ်။လဲကြနေရဲ့လှေထိုးသားတယောက်ကရောင်ရှိလာတဲ့လှေထိုးသား၃ယောက်ကိုလှမ်းပြောင်းလိုက်တဲ့အခါမှာသဘောပေါက်ဝင်ပြီးလောဘဆောင်တက်သွားတဲ့အဲ့ဒီလှေသားတို့ကလည်းကိုရွှေမောင်ကိုဝိုင်းဝန်းဖမ်းချုပ်ပြီးထိုးကျကြတော့ဒီတစ်ကြိမ်တော့အများနဲ့တရားကိုရွှေမောင်မနိုင်နိုင်တော့ကြိမ်ဖိုးရောက်လာတဲ့အထိထိုးကျခံလိုက်ရပြီးတရီမေမျောသွားပါရဲ့ တတိမလေးခင်နောက်ဆုံးကြားလိုက်ရတဲ့ရ။အင်းအခုနေတင်းရောင်မှာတင်းကိုကျုပ်တောက်ပြီးရေထဲချခဲ့ရင်ရေချောင်းတိန်တော့တနည်းနည်းနဲ့လှုပ်သွားနိုင်တယ်။ဒါဆိုလည်းကိစ္စတုံလှုပ်ပြစ်ပြီးချခဲ့ရပေါ့။ဟိုးအဲ့လိုလည်းမဖြစ်သေးဘူး။ဒီနေရာမျိုးနဲ့နေတော့အမှုခင်နောက်လိုက်လာလိမ့်မယ်။ပလိတားရိယာရှိသေး။ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ။အခုနေတော့သူ့ကိုဖမ်းချုပ်ခေါ်သွားပြီးတော်ရီတောင်းနေတဲ့နေရမြင့်ပြန်ကြကြ ရေချောင်းနဲ့နဲ့နေရာရောက်မှတခါတည်းကိစ္စတုံ့နှိုင်းကြတာပေါ့။အင်းဒါလည်းခက်ကောင်းကောင်းပဲလေ။အဲ့ဒီလုံနဲ့ကိုရွှေဖောင်အောင်ချုံနောက်ဖမ်းဆီးထားပြီးလီတန်း၅ရောက်တို့အေဟာဖရီကိုစံတဲကြပါရီ။ကိုရွှေဖောင်လည်းယောက်ျားတို့ဆွဲတိတ်ခါပါရှောက်မဲ့အကြံနဲ့ကျိုးနဲ့တုံ့နှောင်ခံထားရာကိုတနည်းနည်းနဲ့လှုပ်အောင်မပြတ်ကြိတ်ကြံစီနေရောရင်။အဲ့ဒီလေကြီးမြေချောင်းစံတက်လာပြီးနှစ်နိုင်ခဲ့အကြမှာရုတ်တရက်ကြီးလေကြီးမူကြီးကြလာလေတော်ရီ။ ထိုချိန်မှာကိုရွှေမောင်ရဲ့အထုံမှုကြောင့်တုံနောင်ခံထားတဲ့ကျိုးရီကလည်းပြေလူပြေကင်ဖြစ်နေသေးပြီ။မိုးနေလေကတစားတန်းတစားပြန်ထန်လာပြီးမြမင်းအေယာရဲ့ဒေါသမှန်ဟောင်းကလည်းလိုင်းတဝုံဝုံနဲ့ရှိနေကြတော့ရင်ကိုရွှေမောင်လည်းအတုံအနာမှလုံမြောက်သွားပြီးပြန်လို့ပြန်ထန်နေတဲ့လှိုင်းလေးအစုံဂယုမပြုတ်အားငမိုက်သားတို့အေယာရီကိုတွားပြီးစင်းနူတောင်ရီကိုရှာပါရီငမိုက်သားလှိသားတို့မှာ လှိုင်းတဲ့မိုးလီတို့ကိုအန်တိုနီယာကျင်းပြပြီးအကြောပါကိုမခီမဆိုင်နိုင်စေကိုရွှေမောင်လည်းတုံ့ဖက်ထားတဲ့စင်းထူတော်ရီကိုရှာတွေ့တောင်းလိပြီးသူစင်မှာပဲပြန်ထန်တဲ့လှိုင်းချမ်းကြီးပြီကလီကိုမနာတဲ့ရိုက်ဆောင်နေပါရီအချိန်နေမဟန်တော်မှန်တည်လို့ရွှေစင်းထူသုံးစုကိုစောင်းနဲ့ပတ်ချပြီးပခုံးတက်မှချိန်နိုင်အောင်လှုပ်ပြီးဟော့ပါဆက်လှုပ်တဲ့နာကိုစဉ်းစားနေခိုက်ပါပဲကြီးမားတဲ့လှိုင်းလုံးကြီးတလုံးရဲ့ရိုက်ချက်ကြောင့် လေကြီးပြုံးနေကွဲသွားကလီပေါ်ပါသူအလုံးလဲလွင့်စင်ကြကုန်ပါရဲ့တရီကောင်းနေကိုရွှေမောင်ကရေရင်ရောက်ပြီဆိုရင်တွေ့ယူတွေ့ရန်ရှောက်မကူအလိုက်တင်ကိုဖော်ပြီးအချိန်နီကိုတုံးတက်တယ်ဝင်းကျဲတကူလုံးပေါက်မင်းနေပြီးမြေပြင်တကူလုံးလိုင်းတွေတဟုံးနဲ့ပြောင်းဆက်နေပါရဲ့ဘိုးကအနေငယ်စေးသွားပြီးအမောင်တဲမှာအားဆိုင်ကြည့်ပြီးမမီအတွက်မိတွင်စရာတခုခုရှာပါရဲ့ ကန့်အားလျော်စွာလှိုင်းအပုံမှမမီရှိပါရောက်လာတဲ့တက်သားပြန်အချက်ကြီးတစ်ခုရှိုင်းရှိလိုက်ပါရင်တန်သူအလုံးနဲ့မမီလေးကိုမတွေ့ရတော့ဘဲအနေနဲ့အလားလားစုဆောင်ရှာခဲ့ရတဲ့လှေကြီးနဲ့ကုန်းနေအလုံးဆုံရှုံသွားရပြီဆိုတဲ့အသေးသေးကြောင့်ဝန်ထဲချင်းပြင်ရပေးမယ်လေလက်ရှိအချိန်ထိမမီအတန်းရှင်တန်နီဟောင်းကိုတွေးပြီးမတိမချင်းစူးစမ်းနိုင်ခွင့်ရှိသေးဟောင်းပဲဆိုပြီးပြန်အားတက်လိုက်ပါရင်စိတ်ထဲကဖျားရှိုံဟီဆူးပြီး မိမိဥကောင်းထက်ကိုကြောက်ရွံ့စံပေတော်မူနေပါယံပင့်လိုက်ပြီးဖယားတယောက်တန်ကယတနာသုံးပါးကိုနှလုံးသွင်းလျက်ရာသမြပရိတ်တော်ရီကိုရွတ်ဖက်တရေစဲနေလိုက်ပါရီဝင်းကျင်တစ်ခုလုံးအမောင်တီဖုံးပြီးဘဲနေရဘေကံမမှန်စောင့်တက်တဲ့အတူတူမျက်လုံးကုန်မိတ်ဖက်တွေ့မိရဲ့တက်သားချက်ကိုမလွန်စတဲ့မြဲမြံစွာကြိုက်တွေ့ပြီးကိုကိုအလိုက်တဲ့ဖုံးကဖယားတယောက်သာမပြတ်အာယုံပြုပြီးမျိုးချင်အောင်မျိုးစီရောက်လိုက်နေလိုက်ပါရီ ို့တော်ထူးဆန်းတာကဤတို့ဖြစ်သွားပြီးတခဏအတွဲမှာပဲမူလင်စဲလှိုင်းနေရလဲငိတ်သက်သွားကြတော့ရင်မကြမီကောင်းကင်ရဲ့ဖြုတ်ရောက်နေတဲ့အလင်းရောင်နဲ့မြစ်ပြင်ကိုတက်ဖြည်းဖြည်းမြင်လာရလေတော့ရင်သူ့လေကြီးကိုကစုပ်စမျိုးစပဲမတွေ့ရတော့ရေပြင်ထက်ပေါ်ပေါ်လောမျောနေတဲ့ကုန်ပြင်းစီအပိုင်အစတချို့တွေ့ရပါတယ်သူ့ရဲ့လေသားတွေအရှိတ်ရောက်မြပဲမတွေ့ရသေးစိတ်ထရနေတွေးမိတည်းရဲ့ မပြေမတဲ့နဲ့ဖះပြည့်စီကိုပြက်မမိချလို့အခုကဲတို့ဒုက္ခတွေးရကျင်းပိန်လုံးဖြစ်ပါရင်ပကုံတက်မှာဖះစင်းသူသုံးစီကိုတရီထားမိပြန်တော့ဒီပြည့်စီမူလနေရာပြန်ရအမြန်ပြန်ပိုးမှဖြစ်မယ်ပြန်တွေးပြီးအခုပြက်သွားတဲ့အဖြစ်ပြန်အတွက်ကြသိန်းပြန်ပြန်ထားမိပါရင်အမြင့်အာယုံအားဆိုင်ကြိတ်လိုက်တဲ့အခါမြပြင်ချင်ရဲ့အနာတမှောက်ပြပြခတ်ဝဲဝဲမှကန်ဆက်ကိုတွေးရပါရင် ဖတ်တွေ့ထားတဲ့တသားချက်ကြီးမှာလှည့်ရဲ့ပဲချောင်းအခေါပအဖုံးပြက်နေအောင်တည်ရပြီးအဲ့ဒီတသားအဖုံးပြကြီးကိုအာပြူမေးတွေ့ဖယ်ရင်ကံဘက်ကိုခတ်မှန်မှန်ကုခတ်ခဲ့တော့ရင်အတော်ကြာကြာနောက်ကြည့်တခါကုကြည့်တလဲနေကုခဲ့ပြီးကန်ဆတ်ကုန်းမီကိုချိန်ကန်မိကျိတ်မှာတော့မူလင်းကဏီပြက်ပြီး အလင်းပြော့ပြော့ပဲအစာပြုံးနေပြီးတညလုံးမြက်ထဲမှာအချိန်ကုန်ကင်းလို့ ရေရဲအေးတန်းလှုပ်ရှားယုံကန်ကုခန့်ခဲ့တဲ့ပြန်မှန်မှုတန်းတွေကြောင့်ကုန်းပြည်ကန်ဆာပေါ်မှာပိုင်ပိုင်တက်နိုင်တာနဲ့စိတ်လျှော့ချလိုက်တဲ့အခါကိုရွှေမောင်မဒုံညွကွေးကမောက်ကြသွားပါလေရင်ညီမကြကြမောက်ရက်တာမိမျောနေရမသိလူတန်းတွေနားထဲမှာတတဲချလိုက်မှတရေရလာကြတယ်ကောင်းထောင်ချပြီးမျက်လုံးကိုအာယူဖွင့်ကြည့်ရတဲ့အခါမှာမိမတယောက်နဲ့ညနာကိုပုံဝါးဝါးတွေ့ရပါတယ် တဖြည်းဖြည်းအကြည်တန်ရှာလာတဲ့အခါမှာဟင်နင်းနင်းမြေတွင်းလိုက်ရတဲ့မျက်နှာကြောင့်အလွန်အားအတန်းစွာနဲ့အတင်းလှလဲထားမိလေတော့တဲ့။အိုးကိုရွှေမမလားအံ့ဩစရာကောင်းလိုက်တဲ့တိုက်ဆိုင်မှုတစ်ခုပါလားရှင်။ရှင်ဘလို့ပြက်လာလဲပြောစမ်းမောင်။ကိုရွှေမောင်မြေတွင်းလိုက်ရတဲ့အတန်ရှင်မောင်။ပြောတဲ့အတိုင်းအမှန်ပဲအံ့ဩစရာကောင်းမိတော့ရဲ့။ကျမကလွန်ခဲ့တဲ့တနေ့ခွဲကန်းကကွဲလွန်သွားပြီပြက်တဲ့ မိမိရဲ့ဇနီးမခင်သွေးပြက်နေတင်းကြောင်ပဲမခင်သွေးနင်းနင်းဖះဖះငါရင်နှစ်ပေးရောများတေးခဲ့ရလားငါကုန်ငါတေးမှန်းမသိတေးမှန်းမသိတေးရလားအံ့ဩတုန်လုံးပေရင်နဲ့တုံတုံရီရီနဲ့ရေရော့မိပါ၏ပြောမပြတတ်အောင်လဲအတောင်ကြီးကြောင်းလန့်သွားပါ၏တို့ရဲ့ထိတ်ထိတ်ပြပြအမှုရအောင်ကြည့်ပြီးသူဇနီးမခင်သွေးဟာကရုဏာတန်စွာနဲ့ရှေ့မသိပါဘူးကိုရွှေမောင်ရဲ့ ဒါပေမဲ့အံ့ဩစရာကောင်းတာရှင်အရှင်လှလန့်ကျမနေရဲ့ပြိတ္တာကိုရှောက်လာတာပါပဲ။ကျမအရှင်အားလို့ရှင်ရဲ့စနေခင်းသွေးလည်းမဟုတ်တော့ပါဘူး။ပြိတ္တာမှခင်းသွေးပါ။ရှင်ဒါနဲ့ရှင်ဘလို့ပြင်လာလဲပြောပြပါအောင်လေ။အဲ့ဒီခါမှကိုရှိမအနေငယ်အကြောင်းပြေးသွားပြီးသူပြပြခဲတဲ့မြောက်ကိုတုံတုံရရနဲ့အကျဉ်းချုံပြီးပြပြလိုက်ပါရဲ့။ပြီးတော့သူပခုံးမှအခုထက်တိုင်လွှဲချိတ်ထားလျက်ရှိနေသေးရဲ့။ ဆောင်းနဲ့ပတ်ထားတဲ့ရွှေစင်းဟူသုံးစုကိုလည်းပြောင်းလိုက်တယ်။အလိုဖေဟာဖေဟာရှင်စိတ်ကောင်းရှိလို့ဒါပဲရှိရင်ဒါရီယာနောက်ပွေးမဲ့အရင်းမတရားမြတ်စွာဘုရားဖျားသဒနာအတွက်ယေရှုလှူဒန်းထားတဲ့ရွှေစင်းဟူတည်းပဲမပြေမကောင်းဒါပေကိုလောဘတက်ပြတ်မှားကြလို့ရှင်ရဲ့လေသားတွေတည်ကျင်းဆုံးနဲ့တည်သွားကြပါပြီ။ဒါရီပြောင်းသွားမှန်းသိရနဲ့ တိုက်ကြုပ်ဘူးဘူးကြီးဟာချက်ချင်းရှာပြီးအပြစ်ပေးလိုက်တာနဲ့တူတယ်။ရှင်ကတော့ဒေစင်းတို့တွေမူလနေရာပြန်ထားဖို့စိတ်ရည်စူးထားတာဘူးဘူးကြီးမနှောအမြင်မှတွေ့နေလို့အတမ်းမသိစီပင်ဒီဟူရှောင်းပို့လိုက်တာထင်ရဲ့မတည်ပြောက်တာပဲတောင်းလာပါပြီရှင်။အဲဒါနဲ့ရှင်ကိုတက်ခုတော့မှားထားအောင်ပဲ။အခုရှင်ရောက်လာတာပြေးတာရနော်။ဒီမှာနေတဲ့သူတွေအားလုံးကကျမကအစားတရားမှလူမဟုတ်ကြဘူး။ အကောင်ပြိတ်တော်ရီကြည်ပဲပြီးတော့ကျမအရှင်ကားလို့ရှစ်မရမဟုတ်တော့ဒီရောပိတ်တာအကြီးကဲရဲ့မရပြတ်နေပြီဒီတော့အခုရေရမှားထားပဲအရှင်ကရှင်နဲ့ကျမဘလို့ပတ်သက်ပါရင်ညာလို့ပတ်သက်ပါရင်ဆိုရည်ဘယ်သူမှမဖားမိပါစေနဲ့မခင်တွင်ရှင်းပြတဲ့စကားတွေတော့ကိုရွှေပောင်ပစက်ဟောင်းသားပြည့်ရကြိပ်ပြီမခင်တွင်ရရှင်းပြပြီလာကြပါဦးဟေ့ကျမလူတယောက်လှည့်ပြတ်ပြီးရောက်လာလို့ဝိုင်းကူကြပါဦး ိုက်လိုအခေါ်လိုက်တော့ယောက်ျားကြီးနှစ်ယောက်နဲ့မိန်းမတစ်ယောက်တို့ရောက်လာကြပါတယ်။မခင်တွေပြောပြထားလို့ဒီလိုတွေပိတ်တာဆိုတာသိထားပေမယ့်ညီနေကြတာတွေကလူရင်အတိုင်းပဲမို့ကိုရွှေမောင်အာအာတင်းရပြပါရော။ဒါနဲ့တို့အားလုံးကကိုရွှေမောင်ကိုတို့အကြီးကဲစုသူထံခေါ်သွားကြပါရဲ့။အကြီးကဲစုသူရှိရောက်လေပိတ်တာလို့တောင်းဆိုပါမျက်လုံးမြန်ကောင်းကောင်းနဲ့အကြည်ကဲမှဲ့ပေါင်းရှိရဲ့လူကြီးတအုပ်ဖြစ်နေပြီးမြင်ရပါရဲ့ အတေးကိန်းဟာသူ့ရဲ့လူတွေဘက်ကိုမေးစက်ပြလိုက်ပြီးလီတန်ထန်ထန်နဲ့ဘလူဖြစ်လာကြတာလေမခင်တူရလှည့်ပြက်ပြီးညောလာရကားနေရေစောက်မှတွေးလို့ကဲတင်လာကြောင်းကျွန်တော်တို့ကိုယ်တော်မေးပါလို့တင်ပြရာကြောင်းအတေးကလည်းတုတ်ပတ်လဲပြီးကဲဘလူဖြစ်ပြီးလှည့်ပြက်ညောဟာလည်းစက်ပြုံးစက်ပေါင်းကိုရွှေပေါင်းလည်းမမိရွာမှာကုန်တင်ပြီးလှည့်စားထွက်တည်မှနောက်ဆုံးလီမိုးရီမိပြီးလှည့်ပြက်ပြီးညောတဲ့အထိ အဖြစ်တနေဆောင်ကိုပြောင်းပြလိုက်ပြီးသူ့ပကုံးထမဆောင်းနေထုတ်တာရဲရွှေစင်းတို့တော့တုံးစုပြောင်းလိုက်ပါရင်အကြီးကလေးတေးချန်စင်စေပြီးမင်းကိုယ်ရာလူချင်းစိတ်နဲ့မရအရှာရှူလာတာတော့မဟုတ်ပါဘူးနော်ကျွန်တော်မညာဘွက်ပါဘူးဗျာတကယ်ကိုမူလနေရပြန်ပိုးချင်တဲ့စိတ်နဲ့ဒီမဲ့ပြတဲ့ကြောင့်အတန်းဆုံးပြီးရှူလာရတာပါဒီပြေကြောင့်အနေနဲ့အလားလားကျွန်တော်ရှာဖွေစုဆောင်းခဲ့တာတွေအလုံးစုံရှုံးခဲ့ရပါပြီ မန္နာပြောရင်အဲ့ဒီဆုံရှုံခဲတာတွေထမ်းမကပြန်ရပါစေလို့ကြိမ်တွယ်ပြောဟောပါတယ်။အကြီးကဲကသူ့လက်ထဲကရွှေစင်းတူးတွေကိုတင်းယူလိုက်ပြီးအေးလေငါတို့အထက်ကတိုက်ကြုပ်ဘူဘူကိုဆက်တွယ်မေးမြန်းကြည့်အောင်ပါပေါ့။မင်းပြောတာတွေမှန်မှန်မှန်သူ့ညာလို့မရဘူး။သူ့မနှောစိတ်မှာအကုန်တည်နေလိမ့်မယ်။မင်းပြောတယ်လို့ဒီဖေဟာသာပနာပစ္စည်းတွေကိုမူလနေရာပြန်ပို့တယ်နဲ့ဆိုရင်မင်းရဲ့စိတ်ရင်းစိတ်ခံမှန်နေရင်လည်းတူတည်နေမှာပဲ။ တောင်ဆိုရင်တော့မင်းသက်တာမှာအမှန်မင်းကဲမင်းလည်းရေရေမှုန်နေတညလုံးဒုက္ခခံခဲ့ရလို့ပြန်မှန်းလာပြီရေစုဝတ်တင်လဲဖက်ပြီးအနာယူပေုံတော့ကဲဟေ့ဒီလိုနေစရာတဏီယာစီစံပေးလိုက်ကြအောင်ဟဲ့ဖိုးပေခေါ်သွန်းစမ်းအတိကရဲ့အမိန်ပေးတန်ဆုံးဖိုးပေဆိုတဲ့ပိတ်တာတဦးကကိုရွှေမောင်ကိုနေစရာတဲအင်းငယ်တစ်ခုစီကိုခေါ်ယူပို့ဆောင်ပေးခဲ့ပါရီဖိုးပေစုသူမှအတော်အတန်ပဲအသားမဲမျက်နှာပေါင်းစုစု ဘလကောင်းတော်လဲပူကွာကွာကင်တူတူမှုန်ကုတ်ကုတ်နဲ့ပြတ်ပါရင်တဲအင်းလေးတဲရောက်ပြီးဖိုးပီထုတ်ပြီးရဲ့အဝတ်အစားတွေကိုလဲလဲဝဲဆဲပြီးလူပင်မှန်စိတ်ပင်မှန်ခေးသမျှအတူထပြီးအိပ်ပြဲလိုက်တော်ရင်ထိုနေ့ညနေအိပ်ရာမှနှိုးရဲခါဝန်ရဲကတကြုံကြုံစားလောင်နေပြီးစမ်းစရာတောင်းဖို့အတွက်တစုံတယောက်ကိုမျှော်နေစမှာပဲမခင်တွေးနဲ့အခြားမိပါတယောက်တို့ရောက်ရှိလာကြပြီးရှင်စားနေမမှန်သေးလို့အကြီးကဲကိုပြောပြီး စားပုယူလာတာဒီမှာကတက်တက်လို့အသေးရွက်တွေပဲစားကြတာအဲ့လိုပြောပြီးပိန်နေတီမဲနဲ့မပြောသေးဘူးချပေးပါရယ်။ဘာပြပြဝမ်းကားတောင်းစုနေတဲ့။အဟာမြောက်ဖို့ပဲအရေးကြီးရယ်။မက်ကန်ချပေးလာတဲ့အသေးတွေကိုအားရပါရန်စားသုံးမှာရယ်။နောက်နေ့မနက်အိယာထားပေးမှာမနေ့ရအင်းနီယာတို့ပို့ပေးခဲ့တဲ့။ဦးကောကွားကဲတို့ဖိုးပေကအသေးရဲခေါက်ခိုင်းနေစုကလာခေါ်လာကြောင်းထားလိုက်သွားပါရယ်။ အတိတ်ကနဲ့တွေ့ရင်ခါပါမေရစိတ်စည်းနှောင်းလေးစားသွားပြီငါတို့တိုင်းကျုပ်ဘိုးတော်နဲ့လည်းဆက်သွယ်မေးမြန်းပေးပြီဘိုးတော်ပြောပြလို့အားလုံးသိပြီးပြီဒီတော့မင်းဒီမှဆက်ပြီးအနာယူကြံတေးရင်ဆိုရင်လည်းနေလို့ရတယ်ကြံကြံနေဆိုရင်လည်းဘိုးတော်စီကအမိတ်တစုံတရာရှာပေးရနဲ့ပြန်ပူပေးမယ်ဘာများအမိတ်ထအောင်ပါလဲပြာတွေ့ပြီးစိတ်ဖူစရာဖြစ်အောင်ထင့်နေပြန်ပြီစိတ်မပူပါနဲ့ကွာငါတို့ကဒီတာသနာပိုင်းပြည့်စည်ပြန်ရဖို့အတွက် မင်းမချမ်းသာတမျှအရင်နည်းရင်ဆွခဲရတဲ့အကြောင်းဘိုးတော်ရှင်းပြလိုက်တော့ဒါရီအလုံးသူသိပါရင်မင်းအတွက်မနစ်နိုင်အောင်ဆုလက်တီသူပြန်ပေးပါမယ်ဆိုလို့အဲ့ဒီအတွက်အမေပြန်ဆောင်ရပါပေါ့ကွာလုံးလုံးစင်အာနီလိုပြင်းနေလေမင်းမပြင်းဟောင်းငါစီစဉ်ပေးရတော့ပေါ့အဲ့လိုပြောပြီးဖိုးပေဟာအနာဟုတ်ခေါ်ပြီးတစုံတစ်ခုတီတူပြုံးလိုက်ပါရင်ပြီးတာနဲ့ဖိုးပေဟာသူ့ကိုသူနေတဲ့တဲကိုပြန်ခေါ်သွားပြီး တဲပရမီကွက်ကိုလှညုံညွန်ပြီးရှင်လင်းခိုင်းပိုင်းသူရှင်လင်းနေစက်ပါပဲဖိုးပေပြန်ထွက်သွားရင်ရှင်လင်းပေးကြိတ်ပါဖိုးပေနဲ့အတူပိတ်တာလူနှစ်ယောက်ပန်းလာအောင်တွေးရပြီးဖိုးပေဟာကိုင်းခမားမပြင်းအောင်ကျုပ်တို့တိုးကောင်နေရတကောင်ရွေးပြီးခမားရွေးတဲ့သူနဲ့နှစ်ပန်းလုံးကြမယ်ပြားမပြားနဲ့ဒါကျုပ်တို့အကြီးကြီးရဲ့အမိတ်မေကျုပ်တို့ခမားလွန်ဆန်လို့မရဘူးကင်းစောင့်ကြမယ်ကိုရွှေမောင်လည်းစောင့်တွေ့ကြတဲ့အခါ ဖိုးပေကိုစိတ်ကြံပေါပေါရှေ့နေအောင်ပြက်လို့ခမားနဲ့လုံးမယ်ဗျာဖိုးပေနဲ့နှစ်ပန်းလုံးကြပါလိမ့်ပလာချင်းရှင်လကောင်အရှက်အမောင်းချင်းရှင်လကောင်မိမိကအသာစီးရတာကြောင့်အလွယ်တကူနိုင်မယ်ထင်မိပေမဲ့လေဖိုးပေကလည်းခေတူမဟုတ်တလုံးတက်ပေါအတော်ကောင်းတော့မနေပင်ရှင်ပြန်ရပါလိမ့်တကြိမ်မှဖိုးပေကိုမြေပေါ်လှည့်ချပြီးမှောက်ထားလိုက်ကလက်နက်ဖက်ကိုနောက်ပြန်အပိုင်ချုံနိုင်ခဲ့ပြီးတော့ဖိုးပေအရှုံးပေးရပါလိမ့် ထိုချက်မှာပဲမခင်တွေနဲ့မိမတယောက်ရောက်လာပြီးတော်ကြပါတော့အင်ကလူကြီးရလဲခက်ကြကြဘိုးပေရလဲခက်တွတ်တွတ်နဲ့ထိခိုက်နာကျင်နေကြပါမယ်အခုပဲတိုက်ကြုပ်ဘိုးတော်စီကအမေရလာလို့ရှုပ်အင်ရလူကြီးကခေါ်ခိုင်းလိုက်တာမခင်တွေရဲ့ဟပန်ကကျင်းနူးဝမ်းမြောက်နေရန်ရှိပေမဲ့လေတို့မပြောပြနေရဲ့အင်ရလူကြီးဆိုတဲ့တောင်းတောင်းပုံကြောင့်ကိုရွှေမောင်ရင်ထဲပါနှင်ကနေပြတ်သွားမိပါရဲ့ ပြီးတော့မှအခုချိန်မှာသူနှင်းကကဘဝချင်းချပြီးတော့သူကငါမရလဲဟုတ်မှဟောက်မှမဟုတ်တော့တာပဲလက်ရွေးဘွားမှာသူဟာဟိုလူကြီးမရပြက်နေပြီပဲသူ့ယောက်ျားအိမ်ဟာလူကြီးခေါ်တာငါဝမ်းနည်းနေဖို့မလိုပါဘူးလေပြေသိပ်ပြီးမခင်တွေခေါ်ရနောက်ကိုလိုက်ခဲ့ပါရင်အကြီးကြီးရွှေဖောင်ရောက်တဲ့အခါဘယ်နဲ့လဲဟေးမင်းလဲအားကားလိုပါလားနပန်းဝိဆောင်ဖိုးပေဟု့ နိုင်အောင်လုံးနိုင်တဲ့မင်းရဲ့အရေးချင်းတော့ကြိုက်သွားပြီ။ပြက်နိုင်ကျောက်ကခမားနဲ့တောင်လုံးကျင်တရား။အခုတော့ရှိတ်စိန်တော့ဗျာ။ဒါနဲ့ခမားတို့တိုက်ကြုတ်ကြီးရစီရဘလို့အမိန်ထိုးပြီလဲဗျ။မင်းရတော့တကယ်လို့ပဲအေးအေးတိုက်ကြုတ်ဖို့တော့ကပင်ဟော်ရီစုလိုက်တေးချပြီးဌာနပြန်လို့ဖို့အတွက်အမိန်ချလိုက်တယ်ကွ။အဲ့လိုပြောပြီးသူ့ရှေ့ကိုအထုပ်လေးတက်ထုံနဲ့ကြည်တော့ဘူးတပူချပြန်လိုက်ပါလေ။ဟဲ့မိမအထုပ်ကိုဖြည့်ပြလိုက်စမ်း။ အကျဉ်းကွဲအားမခင်တွေအားခန်းစီလိုက်ပါရင်မခင်တွေအထုပ်ကိုပြေးလိုက်တဲ့အခါမှာဝင်းနဲ့နေရင်ရွှေစင်ရွှေတောင်းဒင်းကားပြားတက်စင်ကိုတွေ့ရပါရင်ကိုရွှေမိုင်းပြန်တာပါလဲရွှေဒင်းကားတွေတို့ဝန်းလန်တောက်ဖောက်သွားတယ်အဲ့ဒီရွှေဒင်းကားတွေထုခွဲလိုက်ရင်တော့မင်းရဲ့လေချင်းနဲ့ရင်းနှီးထားတဲ့ကုန်းတွေတပိုးများမကမင်းပြန်ရပါပါခြေတော့ဒီရငွေသားအကျူကြီးမင်းပြောလို့မင်းမှာသားတောင်းရောက်ရှိရတည်ရတယ်အဲ့ဒါတွေကိုမင်းသားတောင်းရောက်ရှင်ပြုတ်ပေးနိုင်အောင် ငါတို့အနေနဲ့ထပ်ပြီးချင်းမြန်ပေးဖို့ငါမိမအကြံပေးရနဲ့ထပ်ပြီးထည့်ပေးလိုက်တာပဲဗျာကိုရွှေပေါင်းအာအာတင့်စွာ မခင်တွေရလှမ်းကြည့်လိုက်ပါရင် မခင်တွေကတော့ဘာမှမသိတလို့နေပြပြီးသူ့ဟာလည်းမျက်နှာရည်မျက်နှာကဲနဲ့လှမ်းတရီပေးလိမ့်မကိုရွှေပေါင်းမှတရီရသွားပြီးဟန်မပြေအောင်ထိမ့်သိနေလိုက်ပါရင်စိတ်ထဲကတော့တခါတော့တုံ့ဆက်ခဲ့မှုနဲ့မိမပြည့်သူရဲ့တမြင်စတဲ့ရောစင်ကိုသူမြင်တွေ့လိုက်မိပါရင်နောက်တစ်ခုမှတဲ့နာ ဒါရီယူသွားပြီးမင်းအိမ်ပြန်ရောက်လို့မင်းသားရင်းရှင်ပြုတ်မယ်ဆိုတာနဲ့မပြုတ်ခင်တုံးရက်လို့မနှံဆုံးဆုံးထားပြီးမင်းအိမ်ကောင်းရင်ဘက်ကနေမင်းပြုတ်ရမယ်ကုတူအမှုတော်ငါဟာအစထားပြီးငါတို့ပိတ်တော်ရွာသူရွာသားတွေအားလုံးကိုအမြအတန်းထက်ဝယ်ပေးပါကွယ်မင်းပေးရဲ့အမြအတန်းနှာယူပြီးငါတို့လည်းတာရုခေါ်ပြီးကျွတ်တန်းဝင်ကြလို့ပါအရာကိုတော့၃ရက်၃ကြိမ်မင်းဆက်ဆက်လောက်ပြအောင်လုပ်ပေးပါကွယ် အလှပေးလို့ရေစမ်းချတဲ့အခါမှာဆရာဖုန်းကြီးကိုပြောပြပြီးငါတို့ရွာအတွက်ပါအမြတမ်းဆက်ဆက်ဝေးပြအောင်ဝေးပါနော်အခုငါမသားတွေအားလုံးမပြတ်မကွက်ဆက်ဆက်လှုပ်ပြအောင်လှုပ်ပေးပါငါလူရင်အတေးကပြတဲ့စကားကြောင့်ဇနီးယောက်မခင်တို့ရဲ့စေနာတန်ဟောစဉ်ကိုမြင်တွေ့နိုင်ရပြီ၎င်းကိုရွှေမောင်ခမညာမျက်ရည်စားရီပဲဝေးဝဲလာပြီးဟောစိတ်ကြပါခမညာအတေးကအမရှိရတိုင်းမှတ်သားချပြီး တတဝေမတိန်လှောင်ဆောင်ပေးမယ်ဆိုတော့ကျုပ်လေးလေးနဲ့နဲ့ခတိပေးပါရယ်ကိုရွှေမပြောပြီးဥတိုက်မယ်လို့တဲ့အခါမှာဟိတ်ဟိတ်အဲ့လိုမလုပ်နဲ့လေမလုပ်ပါနဲ့မေအဲ့ဒီလိုလုပ်ရင်ငါ့မှာ အတော်ခံရခက်လိမ့်မယ်ကွာတကယ်တော့ငါတို့တွေကမင်းလာပါမမြင့်မြတ်တဲ့လောကသားတွေပါငါဥမတိုက်ပါနဲ့ရိုးရိုးပဲနှုတ်ဆက်ပါကဲဖိုးပေရဲ့အချိန်မလေးခင်သူ့ကိုပြန်ပူပေးလိုက်အောင်ကိုရွှေပောင်းလည်းအတီးကဲကိုထားပြီးနှုတ်ဆက်လိုက်ရင် မခင်တွေပန်တချံဝေးကြီးလိုက်ပါသည်။သူမကမျက်လာလွှဲထောင်းအောင်တွေ့ရပါ၏။ကဲကုလူမုံမထုတ်ခင်ကုလူနေရာပြန်ရောက်ဖို့အခုလေးရတော်တော်ထွက်ကြမှပြန်မယ်။ကိုချွေမောင်လည်းအကြီးကြီးပေးလိုက်တဲ့ဆုလက်တေကိုထုတ်ပိုးလိုက်ပြီးဖိုးပေနောက်ကလိုက်ခဲတော်ပါ၏။သူတို့နှစ်ယောက်ဆိုင်ဆိုင်ဆက်ဆိုင်နဲ့ရှောက်လာကြစဉ်လီတန်တက်တက်ကြောင်လှဲ့ကျင်းမိလိုက်တော့တုံနောက်ဖလာမကန်းကြောင်ခွဲတစ်ခုမှမခင်တွေထွက်လာအောင်တွေးရပါရဲ့ ဒီမလာတဲ့မှာငပြုံးသေးတက်ခိုင်ပါပါလေ။ဟွန်းမခင်သွေးဟုတ်တယ်။တော်မစီယံရှိလို့စားစရာတွေပေးလိုက်အောင်မပေါ်ဆိုပြီးထွက်လာလိုက်ရတာ။ဘာမစီယံရှိလို့လဲခင်သွေး။အင်းဖိုးပေလှဲကြည့်ပါစို့လို့လားစိတ်ချ။အဲ့ဒီကောင်ရှိသွားရင်နောက်ကဘရော့မလှဲမကြည့်တတ်တဲ့ကောင်။တော်မကျင်ဟာဟိုပြန်ရောက်ရင်အမေကလည်းတေးချခီးဆိုင်ဖို့တားလင်းပြီးရှင်ပြူအလူလောက်ရင်လေအကြိမ်ကဲမှတလို့အမြအတန်းဝင် ကျောက်ကိုဒီကထားပြီးအမြပေးဝေစေချင်နေကျောက်ကျောက်လေးဒီဘဝကအမြတွတ်ချင်လွတ်ချပါပြီရှင်မခင်တွေပါပြောရင်ငူတန်းပါပန်းလာလေရောစိတ်ချပါခင်တွေရဲ့အဲ့ဒီအလူကြောင့်မှရမဟုတ်ပါဘူးဘာအလူလုံးလုံးငါနေအတွက်အမြအတန်းအမြဝေပေးနေရပါကဲကဲတော့တော့တော့ဖိုးပေနာမီအောင်တွတ်တက်လေးရှောက်သွားပေးဦးနော်အဲ့ဒါလေးပိုင်းနဲ့တော့နှုတ်ဆက်ချင်လို့အကြောင်းရှာပြီးလိုက်လာတာ နှုတ်ဆက်လိုက်ပါတယ်ကိုရွှေပေါင်းရဲ့သူရဲ့မျက်ရည်စာရည်မြန်တော့မိမိကိုကိုလည်းမျက်ရည်မထိန်နိုင်ပြည့်ရပါတယ်အငုံမျက်လုံးပြုံးပြက်လာနဲ့တခါစနီးတဲကိုနောက်ဆုံးနှုတ်ဆက်ရင်းနဲ့ကဲတော်တော်မယ်မခင်သွေးစိတ်ချလန်းချနေပါ နေမာတာရီကိုရွှေမောင်တေးချခူးဆိုင်ပြီးလှုပ်ပေးပါမယ်ကွယ်တခါကစနီးအောင်ကိုမျက်ရည်စာရည်နဲ့နောက်ဆုံးနှုတ်ဆက်ပေးရင်တော့ဖိုးပြေနာကိုခတ်တုတ်တော့အမီလိုက်ခဲ့လေဟိုရီဟဲ့လူငါလည်းစောက်ပါကွာ မိလူနေခင်ဖိုးပေကိုလှမ်းပြောတော့မှဒင်းအားလှမ်းကျိန်ပြီးကိုရွှေမောင်းလက်ထဲကငပြောကိုင်ကိုလှမ်းယူပြီးကုထမ်းပေးပါရယ်ပြီးတော့ဒီမှာကုလူခမားနဲ့နပန်းချတာတုံရှုံးကြံလို့ရှောင်းနေမထင်နဲ့ကျတော့ပိတ်တာမျိုးဆိုတာတကယ်တော့ခမားတို့လူသားတွေနဲ့အသားချင်းထိတွေ့လို့ကောင်းတာမဟုတ်ဘူးခမားတို့အသားနဲ့ခန္ဓာလေးထိုံနေတောင်းကျုပ်တို့အရန်ပူလောင်ခန်းစားရတာအကြိမ်ကင်းစကားမလွန်ဆန်းနိုင်လို့တာခမားကိုရင်ဆိုင်ရတာ ကျုပ်ဘူးတော့မစားတာလားဘူးဗျဖိုးပေကပြောပါလေနောက်ထပ်ဘာစကားမှမပြောပြကြတော့ကိုရှိမသူ့တွေးနေတဲ့သူရှောက်လန်းနေတယ်လို့ဖိုးပေကလည်းရှုတိတိမှောင်တိတိနဲ့ရှောက်လန်းနေပါလေတော်တော်လန်းတုံးရှောက်တဏီကုံတွားခဲ့ကြပြီညနေစောင်းနှာရီပြန်လေးတက်ခန့်တုံးဆက်ကလေးအထွက်မှာပဲဂိုင်းကိုလူအခုအစားပြီးခမရခမရပဲဆက်သွားရတော့မေးကျုပ်ပြောတာတေးချာနာချောင်းတော့ကျုပ်နောက်ချန်နေခဲ့တော့မေး မျာမျက်လုံးကိုမှိတ်လိုက်ပြီးရွှေတက်တဲ့ကိုမှန်းပြီးခြေလန်းငါးလန်းလှမ်းသွားလိုက်မျက်လုံးပွင့်ပြီးနောက်ကိုပြန့်လှန်ခြင်းမလုံးမိပါစေနဲ့ခင်နှုတ်ဆက်ပါရပြကျုပ်ပြောတဲ့အတိုင်းတောင်းသွားပြီးတော့ခြေကိုလန်းပြည့်ရင်တော့ခမျာတဘောလှုပ်ချင်တလို့လှုပ်လို့ရပြီဖိုးဖေပြောတဲ့အတိုင်းကိုရွှေမောင်မျက်စိမှိတ်ပြီးခြေလန်းကိုလန်းရှိတူရှူလှမ်းပြီးခြေကိုလန်းပြည့်လို့မျက်စိပွင့်ကြည့်ရင်ခါဟင်း ကိုရွှေမောင်အံ့ဩရကြင်ဟာအခုသူရောက်နေတဲ့ပတ်ဝန်းကျင်မှာစောစောကသူနဲ့ဘိုးဘီတို့ရှောက်ခဲ့ကြရင်တော်လည်းမဟုတ်တော့ပဲတာပင်အုပ်စုစုနဲ့တင်ကျိုင်းတစ်ခုပြက်နေပါရင်ဘိုးဘီနဲ့တောင်းကလေးကတော့ပျောက်ချဲမလားပျောက်သွားလိမ့်ပြီတေချာကြည့်လိုက်တော့သူတို့ရွာနေအချားရွာတို့အချားမှရှိရဲ့တင်ကျိုင်းတစ်ခုပြက်နေတာကိုတီရှိလိုက်ပါလေတော်တည်း